တေချာစည်းစည်းလေးလာတွက်ချက်မှုတွေလုပ်ပြီးမှပုတ်ကလေးကစီမံကိန်းတွေကိုချပေးတာမျိုးမဟုတ်တဲ့အတွက်အဖက်ဘက်ကနေနှစ်နာမှုတွေရှိနေပါတယ်။တာနိုးဝေစူးစီးတင်ဆက်ပေးထားပါတယ်ရှင်။အခုမြင်တွေ့နေတဲ့နေရာကတော့ဘိုးတော်ဖျားနဲ့ဘူအောင်ကျော်သာဝင်းဂျားတဲ့ကစိတ်ခံစားတာတိဆောက်မဲ့စီမံကိန်းမြေနေရာပဲဖြစ်ပါတယ်။ဒီနေရာမှာတကယ်လို့သာစီမံကိန်းတိဆောက်မယ်ဆိုလို့ရှိလို့ရှင်ဒီမှာရှိတဲ့ပိုင်ရိုက်တဲ့ဟာတွေနဲ့ဒီမှာရှိတဲ့ကွန်တိန်နာတွေရဲ့တုံခါမှုတွေဟာ ဘူတော်ဘုရားကြီးကိုတွားရောက်ထိခိုက်နိုင်တယ်ဆိုပြီးတော့ဒီစီမံကိန်းကိုပြီးခဲ့တဲ့ရက်ပိုင်းကမှလွတ်တော်ထဲမှာပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါတော့အပေါ်ပိုင်းကနေပြီးတော့လောက်ကြတဲ့အရာတွေပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့ဒီရန်ကုန်စိတ်ကမ်းဟိုပါပေါ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဒါတော့မလုပ်လို့မရအောင်လေ။ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေရတော့အဲ့တော့ဒီနေရာတွေကတော့ဒါတကယ်တမ်းဆိုရင်တော့ဟိုပါပေါ့စိတ်ကမ်းလုပ်လို့ကောင်းတဲ့နေရာတွေပေါ့။အဲ့ဒီအတွက်ကြောင့်မလို့လေ ဒါစီမံကိန်းရေးဆွဲတာလို့ပဲထင်ပါတယ်အခုဒါကတော့ဘိုးထောင်ဖျားရဲ့ပြဝုန်ထဲမှာပါတဲ့သာသမီကအဆောက်အုံတွေရှိတဲ့နေရာဖြစ်ပါတယ်ဒီမှာဘိုးထောင်ဖျားရဲ့ပဝင်းကျင်ကဒီစိတ်ကမ်းသားမှာဆိုလို့ရှိရင်လည်းနိုင်ငံဖွံ့ဖြိုးတိုးတက်လာတဲ့အညီကုန်တင်ကုန်ချလောက်တာတွေပါတယ်နဲ့တိုးတက်မှုတွေတွေ့လာပါတယ်အခုဒီမှာဆိုလို့ရှိလို့ရှိရင်ဒီလိုကုန်တင်ကုန်ချလောက်တဲ့ဒီကွန်တနာတွေနဲ့သာသနီကအဆောက်အုံတွေဒီလိုကတ်နေတာကိုတွေ့ရမှာပါသာသနီကအဆောက်အုံနားမှာကုန်တင်ကုန်ချလောက်တာကြောင့်မလို့အဲ့ဒီကတုံခါမှုတွေကလည်းသာသနီကအဆောက်အုံတွေကိုတွားပြီးတော့ထိခိုက်မှုတွေရှိနေပါတယ် ဒီအတန်တက်တွေကိုကြားနေရတယ်အချိန်မီဒုံးတွေအတန်ကြီးတွေကဒီကောင်ကျော်လည်းကြားလည်းနေလည်းကြားလည်းညလည်းကြားနေရတာအကလာချင်းလည်းကြားနေရတာနိုင်ငံတော်ကခွင့်ပြုချက်အရာလုပ်တဲ့ဆိုတာမှန်တယ်ဒါပေမဲ့ကျွတ်တို့ဒီထဲမှာဘုန်းကြီးတွေမှာစိတ်ဆင်းရဲနေရတယ်အခုတို့ချင်းအသက်90ကျော်တဲ့90နဲ့60နဲ့90နဲ့80ကျော်ကြီးတွေဆရာတော်ကြီးတွေမှာစိတ်မချမ်းမြေဘူးဆိုတော့အများကဘုန်းကြီးတွေလားတိုင်တယ်အဲ့ဘုန်းကြီးလည်းဘာမှမတတ်နိုင်ဘူးကိုယ်မြေမှာမဟုတ်ဘဲနဲ့နိုင်ငံတော်ကလုပ်တဲ့ဆိုတော့ဆရာတော်ကြီးသိခံရမို့လို့ ီးခဲ့တဲ့ရက်ပိုင်းကဖြတ်သိမ်းခဲ့တဲ့မြေအေက20ကျဲတဲ့စိတ်ခန္ဓာစီမံကိန်းဧရိယာထဲမှာတိမ်ဖြူတင်မောခြင်းမတော်ရင်ဌာနကွယ်ဗဟိုပစ္စည်းထိန်းသိမ်းရေးဌာနနဲ့မိသားစုဝန်ထမ်းရက်ွက်တွေလည်းပါဝင်နေပါတယ်။ဒီလိုတနည်းတနည်းရှေ့ဖို့ဆိုလည်းမလွယ်ဘူး။ဒီလောက်တောင်လဲစီးပွားရေးတွေအခြေအနေကောင်းလာတာမဟုတ်တော့အဲ့လိုမျိုးစိတ်မကောင်းကြဘူးမဖြစ်နေကြ။ဒါအကုန်လုံးပါပဲတယောက်တည်းတော့မဟုတ်။ဒီတဝန်းလုံးရှိတဲ့လူတွေအားလုံးပဲစိတ်မကောင်းဖြစ်ကြတယ်။အခုကြတော့မဖြစ်ရတော့ဘူးကြတော့အကုန်လုံးပျော်မြူးပြီးတော့ကောက်ကုန်နေကြတာပါအဲ့ဒီသဘောကြီးပါ။လီတို့ဆိုတိုင်းနဲ့လို့ တကယ်တော့အဲ့လိုမျိုးအဖြစ်ပြက်တွေကဘိုးထောင်ပြားတစ်ခုထဲမှာဖြစ်ခဲ့တာမဟုတ်ပါဘူးရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာဒီလိုစီမံကိန်းတွေလုပ်ပြီးတော့မှဖြတ်ခဲ့တဲ့အဖြစ်ပြက်တွေတော်တော်များများလည်းရှိခဲ့မှုပါတယ်အခုလက်ရှိမြင်တွေ့နေရတဲ့စုလေဖျားနာမှာဆိုလို့ရှိရင်တော့မှဒီမှာအထက်မြင့်အဆောက်အုံတစ်ခုကိုစောက်ထားတာကိုအခုမြင်တဲ့အတိုင်းပဲတွေ့ရမှာဖြစ်ပါတယ်ဒီလိုအထက်မြင့်အဆောက်အုံတွေစောက်ခဲ့ရတဲ့ပတ်သက်ပြီးတော့အရင်ကာလတွေတုန်းကပညာရှင်တွေတော်တော်များများလည်းကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်ဘာသာရေးရရှင်းချင်းမှုရ အလွန်တံပိုးထားရမယ်ဟာအဲ့နာပါနေမှာဒီလိုဒေတာကိုနေရမျိုးကိုထိမ့်သိမ့်နေဆိုတာအဲ့ဒီအဆောက်အုံကြီးကိုထိခိုက်ရုံနဲ့ပေါ့သူ့ပတ်ဝန်းကျင်ကိုပါကျွန်တော်တို့ဂယုစိုက်ပြီးထိမ့်သိမ့်ရတာဆိုတဲ့အတိတ်ပဲပေါ့နောက်ပြီးတော့မြို့ကြီးအနေနဲ့မြို့တစ်မြို့ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင်ကျွန်တော်တို့ထိမ့်သိမ့်တာတွေရှိတယ်ဟိုဒီတိုင်းဆောက်ပဲဆိုတိုင်းရှောက်ဆောက်လို့မဆောက်တင်ဘူးလက်ရှိဆောင်ရနေတဲ့စီမံကိန်းအများစုက အရင်အစိုးရလက်ထက်ကချပေးထားခဲ့တာပဲပါစစ်စေးလေးလာတွက်ချက်ပြီးမှလှုပ်ဆောင်ခဲ့တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့စီမံကိန်းဖြတ်သိမ်းရတဲ့အခါလုပ်ငန်းရှင်ဘက်ကလည်းနင်းနာမှုတွေရှိနေတယ်လို့တိုင်းပြည်အတွက်လည်းနင်းနာမှုတွေရှိနေတယ်လို့ဝေဖန်မှုတွေလည်းရှိနေပါတယ်ခင်ဗျာကျွန်တော်တာနိုးပဲပါ